မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တဖုံသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့38နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူတဲ့နေမှုအားကြည့်ရှုအားပေးရတဲ့တင်မဲ့ဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည့်နိုဝင်ဘာ9ရက်မွန်လွယ်ပိုင်းကရန်ကုန်တိုင်းဒေသကြီးလာတာမြို့နယ်အမျိုးသားသွေးဌာနတွင် ပြည်ထောင်ဝင်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့39နှစ်မြောက်နှစ်ပတ်လည်နေ့အချိန်မှစူပေါင်းသွေးလူရန်နေမှုအားကြည့်ရှုအားပေးကြောင်းသိရပါတယ်။ရှေးဦးစွာရခိုင်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည့်တိုင်းဒေသကြီးအတွင်းရှိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအဝန်ထမ်းများအမျိုးသမီးရေးရာအဖွဲ့မိခင်နေကလေးဆောင်ရှောက်ရေးအသင်းတို့မှစစ်စုပေါင်း135ဦးသွေးလူရန်နေမှုအချိန်မြအားကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့တာဝန်ရှိသူများကသွေးလူရှင်များအားအာဟာရဖြည့်စွက်စာများပေးရပါတယ်။အစိုးရသွေးများကိုအမျိုးသားသွေးဌာနတွင်ထိန်းသိမ်းထားရှိကအကြောင်းမျိုးမျိုးကြောင့်ထိခိုက်ဒဏ်ရာရရှိသူများခွဲစိတ်ကုသမှုခံယူသူများသွေးရောဂါဝေဒနာရှင်များကင်ဆာရောဂါဝေဒနာရှင်များပြင်လိုအပ်တဲ့နေရာများထံသို့အချိန်မီပေးပို့နိုင်ရေးကိုတာဝန်ရှိသူများကဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုလည်းဇွဲထက်ကပေးပို့လာတာပါ။ ဆက်လက်တင်ဆက်ပေးမှာကတော့မြန်မာသတင်းမီဒီယာသမားများအတွက်2025ခုနှစ်အထူးထူးရေကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်မိတ်ဆက်ပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။မြန်မာသတင်းမီဒီယာများအတွက်2025ခုနှစ်အထူးထူးရေကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကိုနိုဝင်ဘာ6ရက်နေ့နေ့ပိုင်းကရန်ကုန်မြို့ပေါ်တရောင်မြို့နယ်တင်ပြလန်းရှိသတင်းနှစားနေစဉ်လုပ်ငန်းရွှေဦးတော်ခန့်မှမှာကျင်းပရာရန်ကုန်တိုင်းဒေသကြီးလူမျိုးရေးအဝင်ကြီးဦးထေအောင် ရန်ကုန်တိုင်းဒေသကြီးဥရီချုပ်ဒေါ်ဖြူမာဝီမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌဒေါက်တာတင်ထွန်းဦးပြည်ချိုင်းအနှိပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားမှုချုပ်ဦးရီကျွဲပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများနိုင်ငံရေးပါတီများမှတာဝန်ရှိသူများဖိတ်ကြားထားတဲ့သတင်းမီဒီယာများတယောက်ကြားရလူသိရပါတယ်ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်ကအထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာကိုဖြန့်ဝေမှုနဲ့ပတ်သက်လို့မူတည်တာစကားပြောကြားပါတယ်အဲ့နောက်မှာတော့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌဒေါက်တာတင်ထွန်းဦးက ဆောင်းဖြစ်မြောက်ရေးအတွက်စီတင်ဆောင်ရွက်ခဲ့မှုများနဲ့ဆက်လက်ပြီးအရှင်းလင်းပြောကြားပါရစေ။အဲ့ဒီနောက်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌကပြည်ကြားရေးနှစ်ပြည်သူဆက်ဆံရေးဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဒေါက်ခင်စောလင်အားမြန်မာသတင်းမီဒီယာများအတွက်2025ခုနှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်ဆောင်များကိုပေးအပ်ပါတယ်။ဆက်လက်၍မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌကမြန်မာသတင်းမီဒီယာသမားများအတွက်2025ခုနှစ် အထူးထူးရေကောက်ပွဲဆိုင်ရာလက်ညှိုးစာအုပ်အုပ်ရေ2000ကိုတာဝန်ယူလှူဒန်းပေးသောမြန်မာနိုင်ငံပုံနှိပ်သူနှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတို့ထံဂုဏ်ပြုမှတ်တမ်းလွှာကိုပေးရပါတယ်။အဲဒီနောက်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌနှင့်ဥက္ကမောင်ကျော်တင်ကအထူးထူးရေကောက်ပွဲဆိုင်ရာလက်ညှိုးစာအုပ်နှင့်ပတ်သက်လို့ရှင်းလင်းပြောကြားပါတယ်။အဆိုပါစာအုပ်တွင် အခန်းသုံးခန်းပါဝင်ပြီးမြန်မာသတင်းမီဒီယာများအတွက်အထူးထူးရေကောက်ပွဲဆိုင်ရာလက်ညှိုးမြန်မာသတင်းမီဒီယာများအတွက်အထူးထူးရေကောက်ပွဲဆိုင်ရာတိမတ်ဖွဲ့ရများ ပြည်တွင်းပြည်ပသတင်းမီဒီယာများရွေးကောက်ပွဲကျင်းပတဲ့နေ့တွင်သတင်းရယူခွင့်ရှောက်ထားနိုင်ခြင်းနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များထံဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ်များမပုံတင်ခွင့်ပြုပြီးဒီဇဲနိုင်ငံရေးပါတီများနဲ့ဆက်သွယ်နိုင်တဲ့အကြောင်းအရာများပါဝင်ကြောင်းသိရပါတယ်။မြန်မာသတင်းမီဒီယာများအတွက်2025ခုနှစ်အထူးထူးရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်အားနိုင်ငံတော်ဝန်ရှိသတင်းမီဒီယာများထံရောက်ရှိရန်ဒိုင်းဒေသကြီးနှင့်ပြည်내များသို့ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပြပူလာတာပါ။